ညဝရင်ကမှာလောက်ခတ်ခဲ့တဲ့ငလင်ကြီးကတကယ်ကိုမှရှားပါးတွေစူပါရှီယာငလင်ကြီးဖြစ်လို့နောက်ဆက်တွဲငလင်တွေကိုသတိပြုရမယ်ဆိုပြီးတော့ NASA ကတော့တော့တကယ်ကိုမှမြမသမိုင်းမှာရောကမ္ဘာသမိုင်းမှာရောကြီးမားတဲ့သက်ရောက်မှုတော့ရှားပါးငလင်ကြီးဖြစ်တာကြောင့်နောက်ဆက်တွဲငလင်တွေကိုထက်မှန်သတိပြုရမယ်လို့ NASA ကတော့တော့မြမပြည်သူတွေကိုသတိပေးလာပါပြီ။ အခုလိုမျိုးရှားပန်းဟလင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုတွေကိုလေဂျူရူအချက်လက်တွေကိုသုံးပြီးတော့ NASA ကထုတ်ပြန်လိုက်တဲ့အခါမှာလေတနိုင်ကန်လုံးဝရောတကပါလုံးဝရောမြမမြေပြင်အခြေအနေကိုအံ့ဩသွားခဲ့ရပါရီမတ်လ28ရက်နေ့ဟလင်ကြီးကြောင့်မြင်းပြည်အကြောင်းဟာ အရှိ950ကီလိုမီတာမိုင်နေနေကတော့342မိုင်ရှိပြီးမန္တလေးမြို့ရဲ့မြောက်ဘက်မှာနေပြီးတော့တောင်ဘက်အထိရှိခဲ့သဖြင့်မှတ်တမ်းများအရအရှိဆုံး အကြောင်းတစ်ခုဖြစ်ကြောင်း NASA ကမှတ်တမ်းတင်ထားခဲ့တာလေးဖြစ်ပါရီအခြားသိပ္ပံဉာဏ်ရှိများရဲ့ပမာဏခွဲခြမ်းစိတ်ပြချက်များအရရှည်လွန်းခြင်းအပြင်ရှားပါသော Super Rare ငလင်ဖြစ်သည်ဟုသုံးသပ်ကြတာကိုလည်းကျွန်တော်နေနဲ့တွေ့ရပါရီ NASA ကလည်းအဒီတိုင်းမှာပဲတင်ပြထားတာကိုလည်းတွေ့ရတာကြောင့်ဒီငလင်ဟာနောက်ဆက်တွဲငလင်တွေကလည်းပြင်းထန်နိုင်တဲ့အနေအထားမှာရှိကြောင်းဘုံမိုးပြီးတော့ထိခိုက်နိုင်တဲ့အနေအထားမှာရှိကြောင်းကိုကြိုးတင်ပြီးတော့ပြည်သူတွေကိုသတိပေးထားတာကိုလည်းတွေ့ရပါရီ မတ်လ20ရက်နေ့ကဆိုရင်မြန်မာနိုင်ငံမှာ Register Scale ခနဲ့တမခနဲ့အဆင့်ရှိတဲ့ကလင်လောက်ထက်ကပြီးဆမ်မနဲ့အချာမှာပဲသူရဲ့နောက်ဆက်တွဲကလင်ကြီးဖြစ်တဲ့တင်းအား6ရက်တမခနဲ့ရှိတဲ့နောက်ကလင်တကူချက်မှန်လောက်ခဲ့တာကိုလေးတွေ့ရတယ်။စကိုင်းပြည့်ရွေးအနက်10ကီလိုမီတာ6မိုင်မှာစတင်လောက်ခတ်ခဲ့တာကြောင့်ငလင်ဘိုးချက်အနီးမှာရှိတဲ့အဆောက်အုံများဟာပြင်းထန်စွာထိခိုက်သွားခဲ့တယ်။အရှိတောင်မဲ့ကီလိုမီတာ1000မိုင်600ကအကွာဝေးရှိတဲ့ဘန်ကောက်မြို့ကိုတော့ရိုက်ခတ်ခဲ့တာဆိုတော့တော်တော်လေးကိုဒါနော် ရှာပန်းငလင်ဖြစ်တာကြောင့်ထိခိုက်မှုလည်းအတော်လေးများတာကိုကျွန်တော်တို့နေတွေ့ရတယ်။ပြီးတော့ငလင်ရအခုတစ်တိနော်နှစ်ပတ်ကျော်တိတိုင်အောင်အခုပေါင်း300 400နော်နောက်ဆက်တွဲငလင်တွေအသေးတွေရောအကြီးတွေရောတောက်လျှော်လုံနေတာဖြစ်တယ်။ငါးရသမငါအဆင့်ထိတောင်ပါသေးတာကြောင့်ပြည်သူတွေခုတစ်တိလုံးဝစိတ်ချလို့မရပါဘူး။နော်မြင်းငလင်သတင်းများစင်တာကလည်းပြည်သူတွေကိုရေးပေါ်ပဲတတိပိထားရီခနေ73နိုင်ရွဲ့မှာငါးရသမငါအဆင့်ရှိတဲ့နော်အထက်ပိုကြီးနိုင်တဲ့ငလင်မြောင်းနိုင်ငံမှာထပ်လှုပ်နိုင်ကြောင်း နော်ပြည်ပနိုင်ငံတွေကလည်းငလင်ကို သတိပြုရမှာဖြစ်ကြောင်းသတိပြုရမယ့်ပြည်ပနိုင်ငံတွေကတော့ဖိလစ်ပိုင်အင်ဒိုနီးရှားဂျပန်မက္ကဆီကိုပီရူးနော်အဲ့ဒီနိုင်ငံတွေဖြစ်ကြောင်းအခုတို့တွေခံမှန်းထားကြတဲ့အတိုင်းမှာပဲအင်ဒိုနီးရှားမှာဒီကနေ့မနက်မှာပဲနော်ငါးရသမာ၅အထက်တွေရော၄ရသမာ၃အထက်တွေရောနော်များစွာသောငလင်တွေ၁ခုကြကြော်လောက်လောက်ကသွားခဲ့တာကိုလည်းကျွန်တော်နေနဲ့တွေးရတယ်ဆိုတော့တို့ပြည်တွင်းမှာလည်းများစွာဒီခနဲ့၃နိုင်ရီအတွင်းနော်ဒါများစွာယူဆရပါမယ် နောက်ဆက်တွန်းကလင်တွေကတောက်လျှောက်ကိုလုံနေအောင်မှာပါနော်အမေရိကန်ဘူမိဗေဒနိုင်ငံလင်းလေးလာရေးကော်မတီဖြစ်တဲ့ USGS scoring ကလေမြောက်နိုင်ငံမှာ၅ရက်သမအထက်နဲ့၆ရက်သမအထက်ကလင်းတွေထပ်မံလုတ်ခတ်နိုင်ကြောင်းကိုသတိပေးထားတာကိုလည်းကျွန်တော်နေနေတွေ့ရတယ်ဒီကနေ့မနေ့မှလည်းကျွန်တော်နေပြီးတော့ကောင်စီမှာကလင်းထပ်လုတ်တယ် တို့ပြီးကကြတော့ဘကူးမှာထက်လုတ်တယ်เนาะမန္တလေးမှာလေးထက်လုတ်တယ်မန္တလေးမှာနှစ်ချိန်တိုက်တိုက်ဒါသရသမအထက်လေးရသမအထက်တွေလုတ်သွားတာကိုလည်းကျွန်တော်ညီတွေ့ရတယ်ဆိုတော့ကလင်းတွေကလုံးဝကိုယုံကြည်စိတ်ချလို့မရသေးဘူးပြည်သူတွေဒီရဲ့ပိုင်းမှာဘုတ်ကယူဆိုင်မှာရပါမယ်လုံးဝမပေါ်ဆချပါနဲ့ဒီလိုပြောလို့တချို့ကခဲချောက်တယ်ထင်ကြတယ်မြင်းကလင်းခမ်းမန်းချက်တွေနဲ့ဟောကိန်းတွေကိုအမြဲတမ်းနားဆွန်ကြပါသတည်းဆိုတော့ပိုသေးမရှိဘူးဆိုတော့ပြည်သူတွေအမြဲတမ်းပဲဘေးကင်းကြပါစေဆုမကောင်းတောင်းပေးအပ်ပါရနော်